င်္ဂလားဒေ့ရှ်နိုင်ငံမှာဓာတုကုန်လောင်ရုံမီးလောင်ပောက်ကွဲမှုကြောင့်16ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အထည်ချုပ်လုပ်ငန်းတစ်ခုပိုင်ဆိုင်တဲ့ဓာတုကုန်လောင်ရုံတစ်ခုမီးလောင်ပောက်ကွဲခဲ့တာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဓာကာမှာ16ဦးထိသေဆုံးခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရကသတင်းထုတ်ပြန်လိုက်ပါတယ်။ယမန်နေ့ဒေသစံတော်ချိန်မနက်7:40မိနစ်မှာဘင်္ဂလားဒေ့ရှ်စီးပွားရေးနဲ့နည်းပညာတက္ကသိုလ်ရှေ့မှာရှိတဲ့အထည်ချုပ်လုပ်ငန်းစုတစ်ခုလုပ်ငန်းလှုပ်ဆောင်တဲ့အထက်ခုနှစ်ထက်မြင့်တဲ့အဆောက်အအုံမှာမီးလောင်မှုဖြစ်ပွားခဲ့တာပါ။ တတိယထက်မှာရှိတဲ့ဓာတုပစ္စည်းတွေတူလောင်ထားတဲ့ကုံလောင်ယုံကပောက်ကွဲပြီးမိလောင်ခဲ့တာဖြစ်ပါတယ်။ဒီအချိန်ကအချိန်တိုအတွင်းအချိန်ဟုန်နဲ့ကူးဆက်လောင်ကျွမ်းခဲ့တာကြောင့်ဒီလူရာကိုအချိန်မီရှောင်တိန်ဖို့ခတ်တာကြောင့်မလို့တည်ဆုံးသူ16ဦးအထိရှိခဲ့တာပါ။မိသက်သက်ဖွဲ့ဝင်တွေရောက်ရှိလာပြီးနောက်မှာဒံယာရရှိသူတွေကိုစေယုံတင်ပို့ခဲ့တယ်လို့နိုင်ရီပိုင်းတွင်းမိလောင်မှုကိုထိန်းနိုင်အောင်လှုပ်ဆောင်ခဲ့တယ်လို့လည်းဘင်္ဂလားဒေ့ရှ်အစိုးရကသတင်းထုတ်ပြန်ခဲ့ပါတယ်။